တညမှာမိသားစု၄ယောက်ညစာစားနေရင်တမီးကြီးဖြစ်သူကမနှက်ပြန်ပြန်တော့မယ့်အကြောင်းကိုပြောနေပါတယ်။မိဘတွေကလည်းခဏလောက်အိမ်မှာနေဖို့တားပင်မဲ့မရတာကြောင့်ညစာဆက်စားနေလိုက်ကြပါတယ်။ဒီအချိန်မှာအငယ်ဆုံးသမီးဖြစ်တဲ့စာရာကပါတီပွဲသွားဖို့စပွဲဝိုင်းကနေထားရက်လိုက်ပါတယ်။အဖေဖြစ်သူဒွန်ကအပေမသွားဘဲနဲ့ခန်းထဲကိုပြန်ဝင်နေဆိုပြီးအမိန်ပေးလိုက်ပါတယ်။ ဆာရာကသူမရဲ့အမေကိုလွန်ခဲ့တဲ့နှစ်ပတ်တည်းကပြောရတယ်ဆိုပြီးစောရကပြန်တက်ပေမဲ့လည်းအဖေဖြစ်သူရဲ့စကားကိုသူမရဲ့အမေကလည်းမလွန်ဆန်နိုင်ခဲ့ပါဘူးဆာရာတရားညသကောင်ချိန်မှာတော့အိမ်ကနေခိုးထွက်လာခဲ့ပြီးသူမရဲ့ရှစ်သူကအိမ်ရှိအထိလာခေါ်ပေးခဲ့ပါတယ်ခဏနေဆာရာရဲ့မိဘတွေကခန်းတကားကိုလာဝင်ကြည့်တော့ဆာရာကိုမတွေ့ရကြတော့အဖေဖြစ်သူတုံကအလွန်မင်းဒေါသထွက်သွားပါတယ် အိမ်မှာတော့သူမရဲ့ဖေကဒေါသထွက်နေပေမဲ့ဆာရာကတော့ပါတီပွဲမှာသူမရဲ့ရှစ်သူလေးနဲ့ပျော်ရွှင်နေခဲ့ပါတယ်။ပါတီပွဲပြီးသွားပေမဲ့လည်းမပြန်သေးဘဲနဲ့သူမရဲ့ကောင်လေးကဂီတာတင်းဆိုပြနေတဲ့သရှင်ကိုတဝါကြီးနားထောင်နေခဲ့ပြီးတော့မနှက်မိုးလင်းမှအိမ်ကိုပြန်လာခဲ့ပါတယ်။အဖေဖြစ်သူတို့ကအိမ်ပေါ့ဝါမှာတညအောင်ထိုင်စောင့်နေခဲ့ပြီးတော့ခိုးကြောင်ခိုးဝတ်နဲ့ပြန်လာတဲ့သမီးဖြစ်သူဆာရာကိုစူပူချိန်မောင်းပါတော့တယ်။ ဖခင်ပြည်သူစုရာကိုခံရပေမဲ့လည်းစစ်သူကောင်းလေးနဲ့ကြည်နူခဲ့ရတဲ့တညတာအချိန်ကိုပြန်တွေးရင်းနဲ့အလွန်ပျော်နေခဲ့ပါတယ်။အခန်းထဲကိုခနာကြာမှအမေဖြစ်သူနဲ့အမားတို့ရောက်လာပြီးတော့စာရာကိုညအားကြောင်းနေမင်းနေခဲ့ကြပါတယ်။ဒီလိုနဲ့စကားတွေပြောကြရင်အသက်၁၈ပြည့်ရနဲ့အိမ်ကနေထွက်သွားပြီးဖလော်ရီဒါကနေတဆင်းကဘာပတ်မယ်ဆိုပြီးပြောနေခဲ့ပါတယ်။စာရာပြောနေတဲ့စကားတွေကိုအခန်းပြင်ကနေတဆင်းအဖေဖြစ်သူဒွန်ကခေါ်နားထောင်ခဲ့ပြီးတော့တခုလုံးကိုဆုံးပြရရှာခဲ့ပါတယ်။ အဲ့ညမှာပဲအဖေဖြစ်သူတွန်ဟာအိမ်ရဲ့မြောက်ခန်းစီကိုသွားပြီးတော့ကျိုးဝက်ခန်းတခန်းကိုဗီယိုနဲ့ကာထားလိုက်ပါတယ်။ဒီလိုနဲ့တရမှာတော့ဇာရာရဲ့အမေဖြစ်သူကခရီးတစ်ခုထပ်သွားခဲ့ပါတယ်။အိမ်မှာတော့ဇာရာနဲ့တမန်အဖေဖြစ်သူတို့နှစ်ယောက်တည်းကြံခဲ့ပါတယ်။အခွင့်ငောင်းကိုစောင့်နေတဲ့အဖေကဇာရာကိုပစ္စည်းကူတဲဖို့ပြောလိုက်ပါတယ်။ဇာရာလည်းတမန်အဖေနဲ့အတူတစ်တာတစ်လုံးကိုမြောက်ခန်းထဲကိုမလာခဲ့ပါတယ်။မြောက်ခန်းထဲကိုဝင်လာတော့အဖေဖြစ်သူကဇာရာကိုခန်းထဲအရင်ဝင်စေပြီးတော့ အပြင်ကနေတကားကိုပိတ်ပစ်လိုက်ပါတယ်။စာရာလည်းရန်ကုန်မှာထိတ်လန့်သွားပြီးတကားဘေးကပတ်စွတ်တွေကိုလိုက်နှိပ်နေပေမဲ့သုံးခါတက်ပို့ပြီးပတ်စွတ်ကမှားနေရကြအခန်းကအမောင်ကျသွားပါတော့ရဲ့။ကစောကသူတို့တည်လာတဲ့တတားထဲမှာတော့လက်နှိပ်တက်မီနဲ့အဝတ်စားတချို့ကိုအဖေဖြစ်တဲ့ဒွန်ကကြိုတင်ထည့်ထားပါတယ်။စာရာကတန်ကုန်အော်ဟဲ့အကူကြီးတောင်းပေမဲ့ဘသူကမှမကြားရပါဘူး။ဒီလိုနဲ့စာရာပြောက်သွားတာရဲတော်ကြာလာတဲ့အခါမှာတော့အမေနဲ့အမကရဲတိုင်ကိုလုံနေကြတော့ တော်ငါအတုပါတာအိမ်တွေကကိုးထွက်သွားတာမလို့မတိုင်နဲ့ဆိုပြီးပြောခဲ့ပါတယ်။သူ့ရဲ့အကြံစီတွေကို ထိခိုက်မှဆိုတာကြောင့်ဒွန်တယောက်ဟန်မပြတ်ပဲနေနေခဲ့တာပါ။ညတိုင်းစာရာရှိတဲ့ခန်းကိုသွားပြီးတော့အဖေဖြစ်တဲ့ဒွန်ဟာတမိပြတဲ့စာရာကိုလိမ်မိုင်းဆိုင်ရာအမျက်ထုတ်ခဲ့ပါတယ်။စာရာတယောက်လောကအာအသိငယ်ပြီ။သူမရဲ့ဘဝကိုသူမကိုယ်တိုင်ဘာတွေဖြစ်နေတာလဲမသိတော့လောက်အောင်ဖြစ်ခဲ့ရပါတယ်။ အမေနဲ့အမကရဲကိုအိမ်ခေါ်လာပြီးအမှုတိုင်တဲ့အခါမှာတော့အဖေဖြစ်သူတုံကအိမ်ကခိုးထွက်သွားတာဆိုပြီးပြောခဲ့တယ်ဗျတရက်တော့စာရာရဲ့ရှစ်သူကောင်လေးကအိမ်ထိလာပြီးတော့အဖေဖြစ်သူတုံကိုစာရာအကြောင်းမေးတဲ့အခါမှာတော့တုံကကောင်လေးကိုယုံတင်ကြောင်းနဲ့ဖြစ်အောင်ယောက်ျားကြီးသွားတာဆိုပြီးပြေခဲ့တယ်ဗျတနေ့မှာစာရာကသူမရဲ့အဖေဝင်လာတော့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့အင်းအမမြတာကြောင့်ရဲနဲ့ခံလိုက်ရပါတယ်အချိန်တွေကြာလာတဲ့အခါမှာတော့စာရာမှာကိုဝင်ရှိလာခဲ့ပါပြီ အဲ့ဒီကိုဝင်ကလည်းအခန်းထဲမှာပဲတယောက်တည်းမွေးခဲ့ရပါတယ်ဒီလိုနဲ့သားသမီး၂ယောက်တည်းရှိလာခဲ့ပြီး၃ယောက်မြောက်ကလေးကိုမွေးတဲ့အခါမှာတော့ဆာရာကကလေးကိုအိမ်ချစ်ယူပြီးတွက်ရှာတာဖို့တုံးကိုခွင်တောင်းခဲ့ပါတယ်အဖေဖြစ်သူတော့ငါခွင့်ပြုတာကြောင့်ဆာရာဆောင်နဲ့အတူကလေးရဲ့အောက်မှာထည့်ပေးလိုက်ပါတယ်မနေ့ရောက်တော့အိမ်ရှိမှာဝေကင်းစားကလေးတယောက်ရှာလာတာကိုဆာရာရဲ့အမေကတွေ့သွားခဲ့ပေမဲ့ဆာကိုတော့မတွေ့ခဲ့ပါဘူးစာကိုတုံးကပဲတွေ့ခဲ့ပြီးတော့စာရကိုထပ်ပြီးနှိပ်စက်ခဲ့ပါတယ် စာရာကတော့သူမရဲ့ကလေးနှောင်းတဲ့တူခန်းကျင်းလေးထဲမှာစုံစားရင်ဖြတ်တန်းနေရဆဲပါကလေးနှောင်းအရွယ်ရောက်လာတဲ့အခါမှာတော့စာရာကသူမရဲ့သားနဲ့သမီးကိုအဖြစ်မှန်တွေအားလုံးပြောပြခဲ့ပါတယ်ကလေးနှောင်းလုံးကအဖြစ်မှန်တွေကိုတည်သွားတဲ့အခါမှာတော့ဒွန်းကိုယုံမုန်းလာကြပါတယ်ဒီလိုနဲ့အချိန်တွေက16နှစ်ကြာမြင့်လာခဲ့ပါပြီဝိုးတဲဆန်းစွာယူလာနေတဲ့ညတညမှာခေါမိုးဘော်ကနေမိုးဆက်တွေဝင်လာတာကြောင့်စာရာကဇွန်တစ်ချောင်းနဲ့အပေါက်ကိုရှဲကြည့်ပြီး တက်မီးရောင်နဲ့အပြင်ကိုအဆက်ပြားကူညီတောင်းကြည့်ခဲ့ပါတယ်။အပြင်ကလူတစ်ယောက်ကအတာကိုမြင်ခဲ့ပြီးဆာရာရဲ့အိမ်ရှိကိုရောက်လာပါတယ်။ဒါပေမဲ့အဖေဖြစ်တဲ့ဒွန်နဲ့သာတွေ့ခဲ့ရပြီးတော့ဒွန်ကဆာရာကိုထွက်ဖို့ကြိုးစားနေတာကိုတည်သွားခဲ့ပြီးထပ်ပြီးနှိပ်စက်ခဲ့ပါတယ်။အိမ်ပေါ်မှာတော့ဆာရာပို့လိုက်တဲ့တတရားမြောက်ကလေးကတအိမ်လုံးရဲ့အရှိတော်ဖြစ်နေပါပြီ။တရက်မှာဆာရာရဲ့သမီးလေးကကျမ်းမာရေးဆိုးရွားလာခဲ့ပါတယ်။ တုံးကိုစေးုံလိုက်ပို့ပေးဖို့အချင်းချင်းပြောတဲ့အခါမှာတော့တုံးကမတတ်တာတဲ့အစုံစေးုံပို့ဖို့စုံဖြတ်လိုက်ပါတယ်။စာရကတော့ဘာစကားမှမပြောဘူးမှားခဲ့ပါတယ်။ဒီလိုနဲ့ညလွန်ခြင်းမဲ့စေးုံကို တွင်ရင်စာရရဲ့နဲ့သမီးဖြစ်သူတို့ရောက်လာကြပါတယ်။တုံးကလူနာတဲ့စာရကိုပို့သတိထားနေပြီးတော့ခပ်ပြင်းမကိုစိုးရိမ်နေတယ်ဗျ။ခွင့်ရရလာတဲ့စာရကဒီခွင့်ရကိုအပြည့်အဝတုံးချဖို့အတွက်ဇပွဲပေါ်ကစာရွက်ကိုရေးဆောင်လုပ်ပြီးတော့ ဒွန်တယောက်စာရွက်သွန်းလဲနေတဲ့အချိန်မှာထပ်ပြေးပြီးသူနာပြုတ်ကိုအားလုံးပြောပြလိုက်ပါတော့တယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီအချိန်မှာစာရာရဲ့အမှုကိုလိုက်နေတဲ့ရဲကရောက်လာပြီးတော့ဒွန်းကိုဖမ်းဆီးလိုက်တယ်ဗျ။အဲ့ဒီနေ့ကစပြီးတော့စာရာတယောက်လွတ်လပ်တဲ့ဘဝကိုပြန်ရောက်ခဲ့ပြီးတော့နောက်ဆုံးမှာတော့သူမရဲ့ချစ်သူကောင်းလေးနဲ့ဘဝကိုပျော်ရွှင်စွာဖျက်ဆီးခဲ့ပါတော့တယ်။